မင်းသမီးအားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြမှာတော့ရန်အကြောင်းဖြစ်ပါတယ်ကျွန်တော်ရန်နဲ့ပတ်သက်ပြီးတော့ပြောစရာတွေအများကြီးရှိပေမဲ့အကြီးတရားနေပြီးတော့မှကျွန်တော်ကမိတ်ဆွေတို့အတွက်အရေးအကြီးဆုံးနဲ့လက်ရှိကျွန်တော်တို့ကြောက်စိမ်းလောကမှာမြင်တွေ့နေရတဲ့အများဆုံးအရာတွေကိုကျွန်တော်ကဒီမှာရှင်းပြရေးပြထားပါတယ်အဲ့ဒီရန်နေပြီးတော့မှမိတ်ဆွေတို့ကိုအခုရှင်းပြမှာတော့ရန်အကြောင်းကိုကျွန်တော်အချက်နှစ်ချက်ခွဲပြီးတော့ရှင်းပြပေးမယ်ပထမတစ်ချက်ကကျွန်တော်ရန်နဲ့ပတ်သက်ပြီးတော့ရန်ကဘယ်လိုပုံစံတွေရှိတယ်ဘယ်လိုအရွယ်အစားတွေရှိတယ်ဆိုတော့ကျွန်တော်ရေးပြထားတယ် ူရတစ်ချက်ကကျတော့ရန်ရဲ့လက္ခဏာပြောရမယ်ဆိုရန်ရဲ့ဒါဖြစ်တည်မှုသတိပေါ့နော်အဲ့ဒီပုံစံမျိုးနဲ့ပတ်သက်တဲ့ရန်ရဲ့ဖြစ်တည်မှုပုံစံလေးတွေကိုကျွန်တော်ဒီမှာအောက်ပါတယ်ရေးထားပေးတယ်ဒီနေ့ချက်ကိုကျွန်တော်အသေးသေးကိုတည်တည်ချာလေးရှင်းပြပေးပါမယ်အကြောင်းသိမြင်ကြောင့်အခုမှစပြီးလေးလာနေတဲ့မိတ်ဆွေတွေဆိုရင်ရန်ကိုအခုကျွန်တော်ရှင်းပြတဲ့ဒီအကြောင်းအရာလေးကိုနားထောင်ခြင်းအားဖြင့်ရန်ကြောက်စင်းရန်ရဲ့အရှိန်သဘောတရားကိုကောင်းကောင်းသဘောတရားလေးကိုနားလည်သွားမယ်လို့ကျွန်တော်ပြောချင်ပါတယ်ပြီးတော့ဒီအရှိန်သဘောတရားကိုနားလည်ပြီဆိုရင်လည်းနောက်ထပ်မိတ်ဆွေတို့ ရန်နေနဲ့ပတ်သက်ပြီးတော့အများကြီးဆက်ပြီးလေ့လာလို့ရပါမယ်အများကြီးလက်ဆက်ပြီးတော့အထောက်အကူဖြစ်မယ်လို့ကျွန်တော်ပြောချင်ပါတယ်အဲကျတော့ရန်ကြောင်စပြောမယ်ဆိုရင်ကျွန်တော်ကဒီနေ့ပြောချင်တာကတော့ရန်နဲ့ပတ်သက်ပြီးအပေါ်မှာရန်အရွယ်စားတွေရေးပြထားတယ်အဲဒီတည်းမှာရန်ညက်တာပါမယ်ရန်လုံးရန်ပြားရန်ချောင်းရန်မှုန်နေတာပြင်ပြင်းနိုင်ရန်အချိုမှုန်ရန်ရင်တောင်ရန်ကျူတဲ့ရန်ရန်ကျူရန်ကြေးဒါတော့ဝင်းတော့ဝင်းမင်းနဲ့ချွန်ရန်ဆိုပြီးသားကျွန်တော်အပိုးထည့်ရေးပြထားတာပါ ဆိုတော့ကျွန်တော်ကအခုဒီမှာရေးထားတဲ့ဒီအချက်လက်တွေဒီရန်ကအဲ့ဒီအရွယ်စားတွေပဲလာလာလားဆိုရင်တော့မဟုတ်ပါဘူးဒီပုံတရံတွေပဲလာလာလားဆိုရင်လည်းမဟုတ်ပါဘူးဒီပုံတရံတွေကတော့အများဆုံးလာပါတယ်ဒါပေမဲ့ဒီပုံတရံတွေနဲ့နည်းနည်းပါးပါးအကွဲပြားသွားတဲ့ရန်ပုံတရံတွေလည်းအများကြီးရှိပါတယ်အဲ့ကြတော့ကျွန်တော်ကဒီအချက်လက်တွေကိုအရင်ဆုံးအသေးစိတ်ရှင်းပြပေးပါမယ်အဲ့ရန်ညက်တယ်ရန်ညက်တယ်ဆိုတာကကျွန်တော်တို့ကြောက်စိမ့် ကျောက်စင်းရဲ့ဒီအခွန်မှာပါတဲ့အခွန်မှာပါတဲ့ရန်လေးတွေကညက်နေတာမျိုးကိုဆိုလိုတာပါဥပမာအပြင်မိတ်ဆွေတို့ဒီအခုကျွန်တော်လက်ရှိမိထောက်ပြထားတဲ့ဒီကြောက်ပါသေးဒီဒီလက်မထောက်ထားတဲ့နေရာလေးတွေမှာရန်လေးတွေလက်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 လေးနဲ့မိတ်ဆွေတို့တွေ့နေရပါလိမ့်မယ်ကျွန်တော်အခုမီးလေးကိုနည်းနည်းလေးကစားပြပါမယ်လက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 ်လေးတွေ့ကြတာခင်ဗျအဲ့ဒါဒီရန်ဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ကြောက်စင်းရဲ့ရန်ဒီဘာမှပြောရလားဆိုရင်ဒီကျွန်တော်တို့ကြောက်စင်းရဲ့ အပြည့်အခွန်မှာပါတဲ့ကတ်နေတဲ့ရန်နေကိုကြည့်ပြီးတော့ကျွန်တော်တို့ကဆုံးဖြတ်ရတာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်ကလုံးစုပဲဖြစ်ဖြစ်ဖြတ်သားပဲဖြစ်ဖြစ်လုပ်မယ်ဆိုရင်ဒီရန်ကိုလည်းကောင်းကောင်းနားလည်ထားမှာဖြစ်ပါတယ်။အဲကျွန်တော်မိတ်ဆွေတို့အနေနဲ့ရန်ကိုတည်ပြီးဆိုရင်ကျွန်တော်ကရန်ညက်တာရှိမယ်။ပြီးရင်ကျွန်တော်တို့ရန်လုံးတာရှိမယ်။ရန်လုံးနေဆိုတာကျွန်တော်ဆွမ်းနာပါတဲ့ရန်မျိုးပဲအဲဒီရန်မျိုးလေးရလုံးလုံးလေးတွေဥပမာမိတ်ဆွေတို့တည်အောင်ပြောရမယ်ဆိုရင်တချို့သူခေါ်ကြတယ်တရားပွင့်ရန်တို့စားပွင့်ရန်တို့ ါတော့အမျိုးမျိုးခေါ်ကြပါတော့ကျွန်တော်ဥမာရန်လုံးတယ်လို့တချို့ကခေါ်ကြတယ်ဒါပေမဲ့ရန်လုံးတယ်ဆိုတာလေလုံးတာတသက်ပါစားပွဲဆိုတာစားပွဲနဲ့တူတာတသက်ပါတရားပွဲဆိုတာတရားပွဲနဲ့တူတာကတသက်ပါဒါပေမဲ့အဲ့ဒါတွေအကုန်လုံးကိုပြောရမယ်ဆိုရင်ရန်ဒီဒီမှာရေးထားတဲ့အရာတွေကဘဲပါတာမဟုတ်ပါဘူးဒီအပြင်ကိုတခြားသောရန်ပုံတဲ့အမျိုးမျိုးနဲ့အရွယ်အစားအမျိုးမျိုးနဲ့လည်းပါနိုင်ပါတယ်ဒါကြောင့်မို့ကျွန်တော်ဒီရန်လုံးနာလေးမှာအစွမ်းစားပွင့်တရားပွင့်တွေကိုကျွန်တော်ထည့်ပြ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 ပါတယ်အာပြီးပြီဆိုရင်ကျွန်တော်ရန်ပြ ရန်ပြားဆိုတာကတော့ရှင်းတယ်အစောနောက်လိုပါတဲ့ရန်တွေပဲနည်းနည်းလေးအပြားပို့ပို့ပြီးကြီးသွားမယ်အဲ့ဒါမျိုးကိုကျွန်တော်ကရန်ပြားလို့ခေါ်တယ်နောက်တစ်ခါရန်ချောင်းရန်ချောင်းဆိုတာကတော့အစောနောက်လိုလင်းလက်လက်ရန်ပဲအဲ့ဒီရန်အချောင်းချောင်းလေးတွေဖြစ်နေရမျိုးဥမာအားဖြင့်ကျွန်တော်အရှိမြင်လို့တိတိလေးတွေအချောင်းချောင်းလေးအဲ့လိုမျိုးလေးပါနေရမျိုးကျွန်တော်ရန်ချောင်းလေးလိုခေါ်တာဖြစ်ပါတယ်။နောက်ကရန်မုံလေရန်မုံနဲ့ဆိုတာလေရန်ညက်တာတက်ကိုပို့ပြီးတော့မုံသွားတာမျိုးကိုပို့ပြီးသေးငယ်သွားတာမျိုးကိုကျွန်တော်ကရန်မုံလေလို့ခေါ်ပါတယ်။အဲ့တော့တချို့ကလည်းပြောကြတယ်ရန်မုံနဲ့ဆိုတာက အဲတခါတည်းကမှဒီလိုရင်းညက်တာနဲ့မတူဘဲနဲ့အခွန်မှရမ်းမှုမှုလေးနဲ့ကပ်ပြီးတော့တခါတည်းကမှမစေးရသေးတဲ့ချွတ်ကြောက်တွေကမီးထိုးကြည့်တော့မှအဲ့ဒီရမ်းရင်လင်းအောင်ပြန်မမြင်ရလို့လည်းရှိပါတယ်။ဒါကြောင့်ရမ်းမှုနဲ့ကြောက်တွေကြာရင်တော့မိတ်ဆွေတို့တိတိကျကျသိကြပြီးမှအဲလေ့လာပြီးမှပဲရမ်းမှုနဲ့ဆိုတော့ဝေသိရှိပါတယ်။အဲ့ဒါပြပြစင်ကျွန်တော်ပြီးနိုင်အရင်ပြီးနိုင်ရင်ရမ်းမှာဆိုရင်လည်းဒီပြီးနိုင်အပုံတရံမျိုး၄တော့အကွက်လေးတွေကျွန်တော်ဒီစံထဲတဲ့အိတ်တွေမှာပါတဲ့ပုံတရံမျိုးကိုဆိုလိုတာဖြစ်ပါတယ်။အဲ့ဒီလိုရမ်းမျိုးလာရင်လည်းအဲ့ဒါကို ပြီးနိုင်ရန်လို့ခေါ်ပါတယ်ညညမို့ရန်ဆိုတာကျဟင်းညမို့နဲ့တူတဲ့ရန်ကိုညညမို့ရန်လို့ခေါ်တာဖြစ်ပါတယ်ဒီဘက်ကရင်တောင်ရန်ရင်တောင်ရန်ဆိုရင်လည်းရင်ရဲ့အတောင်ပံနဲ့တူတဲ့ရန်မျိုးပါလာပြီဆိုရင်အဲ့ဒါမျိုးကိုကျွန်တော်ကရင်တောင်ရန်လို့ခေါ်ပါတယ်ရင်တောင်ရန်အရွယ်အစားဆိုရင်အရန်ကြီးသွားပါပြီရင်တောင်ရန်မျိုးပါလာပြီဆိုရင်မိတ်ဆွေတို့အဲ့ဒီကြောင့်မျိုးသိထားပြီးဝယ်ပါတခြားသောအာတာချက်တွေအများကြီးပါမှာပဲဝယ်ရပါမယ်အားကြောင့်ဘာကြောင့်လဲဆိုရင်တော့ရင်တောင်ရန်ဒီတော်တော်ကိုအရွယ်အစားပမာဏရန်ရဲ့အရွယ်အစားပမာဏကြီးသွားပါပြီဒီလိုရန်မျိုးတွေဒီလည်း ကြောက်ရဲ့အတွင်းအသားတန်းကိုအဖြစ်လက္ခဏာမျိုးတွေတိတက်တဲ့သဘောတရားတွေရှိတဲ့အတွက်ကြောင့်ဘလို့ဒီလိုရှင်းအောင်ရည်ရွယ်ဆိုရင်တည်တည်ချာချာကြည့်ပြီးပါမယ်မိတ်ဆွေတို့ဝင်ရပါမယ်ဒါကတော့ကျွန်တော်မိတ်ဆွေတို့ကိုဥပမာပြထည့်ပြောမိတာပါနောက်တစ်ခါကျကျူထန်ရန်ကျူထန်ရန်ဆိုတာကကျွန်တော်တို့ကျူထန်ရန်လို့လည်းခေါ်တယ်တချို့ကလည်းရှင်းလုံးရန်လို့လည်းခေါ်တယ်ဥပမာပြောမယ်ဆိုထရန်ကိုကျွန်တော်တို့တက်ရှိခဲ့ပေါ့နော်ဒီဘဲညာပေါ့နော် cross ရဲ့အလိုရှိထားတဲ့ဟာမျိုးကိုကျွန်တော်ကျူထန်ရန်ရန်လို့ခေါ်တာပါအဲကျွန်တော်ဒီကျူထန်ရန်ဆိုရင်လည်းအယူအဆကြီးပါတယ် ဒီရင်းတော့ရမ်းပုံစံမျိုးတွေပါပဲအရွယ်စားအရန်ကြီးပါတယ်ဒါကြောင့်အရွယ်စားအရန်ကြီးတဲ့ဒီလိုမျိုးရမ်းနေဆိုရင်တော့မိတ်ဆွေတို့ကိုတတိထားပါပဲအဲ့လိုရမ်းမျိုးတွေဆိုရင်တော့လူကြိုက်နေပါတယ်မဝယ်ဘူးလို့ဆိုလိုတာမဟုတ်ပါဘူးအကြိုက်နေတယ်လို့ပဲကျွန်တော်ပြောတာပါပြီးတော့နောက်တစ်ခုကရမ်းကျိုးတာရမ်းကျိုးတာဆိုရင်လည်းဥမာဒီမှာပါရရမ်းမိတိရမ်းပဲဖြစ်ပါစေရမ်းနေကျိုးနေတာမျိုးကိုကျွန်တော်ကရမ်းကျိုးတယ်အဲ့ဒီရမ်းတွေကျိုးနေပြီဆိုဥမာအရွယ်စားကြီးတဲ့ရမ်းကကျိုးနေရလားအရွယ်စားသေးတဲ့ရမ်းတွေကကျိုးနေရလားရမ်းကြောင်လေးတွေကကျိုးနေရလားဒါတွေကိုတိတိကျကျကြည့်ပြီးတော့ ဆုံးဖြတ်ပြီးမှပဲကျွန်တော်တို့ကခံမှန်းရတာဖြစ်ပါတယ်ပြီးရန်ကြည်တာရန်ကြည်တယ်ဆိုတာကတော့ဒီအပေါ်မှာပါတဲ့မြည်တိရန်ပဲဖြစ်စီအဲ့ဒီရန်နေကြီးဥပမာကျွန်တော်တို့ကြေမွနေပေါ့ကြေမွနေဆိုတာကျွန်တော်တို့အဲမှန်တစ်ချက်ကိုအပေါ်ကနေပြီးတော့အလေးတစ်ခုခုနဲ့အားရပါရထူရှည်လိုက်တဲ့ပုံစံမျိုးကြေမွသွားတဲ့ဟာမျိုးပေါ့နော်အဲ့တော့ရန်နေတဲ့လင်းလက်မှုတော့ရှိတယ်ဒါပေမဲ့အဲ့ဒီလင်းလက်မှုရှိနေရန်နေကကြေနေနေတိတာပါတယ်ရန်လေးကကြေပြီးဖွာဆန်ချင်းနေတယ်လို့အဲ့လိုမျိုးကျွန်တော်ရန်ကြေရလို့ခေါ်တယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့တိထားမှာဒီ ရင်းနှောင်းရန်ကျူထင်းရန်ရန်ဆိုရင်ရန်ရွယ်စားအရန်ကြီးပါတယ်ဟင်းညုံမိုရန်တော်မှာတကယ်ဆိုရင်ကြီးရဲထဲမှာပါပါတယ်ဒါပေမဲ့ကျွန်တော်သူ့ကိုဒါဟင်းညုံမိုရန်ဆိုရင်တော့ဒါအလဲအလက်နေရာမှာကျွန်တော်ထားပေးလိုက်ပါတယ်เนาะအဲ့တော့ဝိစရုအနေနဲ့ဒီထားမှာဒီရင်းနှောင်းရန်ကျူထင်းရန်ရန်ကျိုးတာတွေရန်ချီတာတွေဒါမျိုးတွေကိုတွေ့ပြီးဆိုရင်တည်တည်ချာချာဒီဥဆိုင်ပြီးတော့တခြားသောအားသာချက်အရေတို့ကြောက်မျိုးတို့ကြောက်သားတို့ဒါမျိုးတွေကောင်းပြီဆိုမှပဲကျွန်တော်ကတော့ဒါမျိုးတွေကိုချင်တွဲပြီးဝယ်သေးချင်ပါတယ်အဲ့ဒီလိုမှမဟုတ်ဘူးမိစ္ဆာပုံမှန် ရန်ညက်တာဖြစ်ရင်ပြင်မယ်ရန်လုံးတာရန်ပြရန်ကြောင်ကျွန်တော်တို့ပြီးတော့ရန်မုံတာပြင်မယ်ပြီးနိုင်ရန်ပြင်းပြမုံရန်ဒီလိုရန်နေဆိုရင်လည်းဘေးရန်နဲ့ဖြစ်နေပါသေးဘလို့ပဲပါနေပါစေကျွန်တော်ကရန်ပါပြီဆိုရင်ရန်ကိုတခြားကြည့်မယ်ပြီးရင်အဲ့ဒီရန်ရဲ့အယူအဆပုံစံမျိုးတခြားကြည့်မယ်အဲ့ဒါပြီးမှကျွန်တော်တို့ကြောင်မျိုးကြောင်မျိုးပြီးကျွန်တော်တို့ကြောင်သားပါဖြစ်နိုင်တဲ့ပြီးရင်အရေအာကိုဘလို့ပုံစံလဲဒါမျိုးတွေတီတီခြားကြည့်မှာပဲဝယ်ရတာဖြစ်ပါတယ်ဆိုတော့မိတ်ဆွေတို့ကိုကျွန်တော်အခုရှင်းပြခဲ့တာဒီရန်ရဲ့အယူအဆပုံစံအရာ ဘလောက်ထိကြီးမားတဲ့ရန်နေရှိရှိတယ်ဆိုတာကိုကျွန်တော်ကပြောပြခဲ့တာဖြစ်ပါတယ်အဲဒီတော့ဒီရန်အရေစားကြီးရှိရလားဆိုတော့လည်းမဟုတ်ပါဘူးဒီရန်နေအပြင်ကိုတခြားသောရန်နေအမျိုးမျိုးရှိနိုင်ပါသေးတယ်ရှိလည်းရှိပါတယ်အဲဒီတော့မိတ်ဆွေတို့ကိုကျွန်တော်ကဒီမှာတော့ဣတိမေရွေအားလုံးကိုဒီမှာရေးပြလို့မရပါဘူးအဲဒီလိုအကျယ်တဝန်းရေးမယ်ဆိုရင်လည်းဒါပြောမယ်ဆိုရင်လည်းပြီးနိုင်မှာမဟုတ်ပါဘူးဆိုတော့ကျွန်တော်ကဒီရန်ရဲ့အရွယ်အစားတွေဒီလက်ရှိကျွန်တော်တို့ကြောက်လောကမှာကျွန်တော်တို့ခေါင်းကြောက်တော်လကောင်ဖြတ်သားတော်လကောင်လောကမှာ လူအများစုသတ်မှတ်ထားကြတာကတော့ဒီရန်လေးတွေဒီပုံစံလေးတွေရှိနေဆိုတာကိုသတ်မှတ်ထားကြတယ်ဒီရန်တွေကိုလည်းကျွန်တော်တို့တွေ့ဘူးကြတယ်မြင်ဘူးကြတယ်လို့ဘူးကြတယ်ခံဘူးကြတယ်ဒါပေမဲ့ဒီရန်ရန်နေနဲ့အရွယ်အစားနည်းနည်းပါးပါးကွဲပြားတာတွေလည်းရှိနိုင်ပါတယ်ဒါတွေကိုမိတ်ဆွေတို့ကဥပမာအဖြစ်ကိုယ့်ရဲ့ဒီအတွေးခေါ်တစ်ခုအရာမှတ်ထားရပါမယ်အဲဒီတော့ကျွန်တော်ကဒီရာလေးနဲ့ပတ်သက်ပြီးအတူတူပြောချင်တာကရန်ရဲ့ဘယ်နှမျိုးရှိလဲ ရန်ရဲ့ပုံစံအရွယ်အစားတွေဒီဘယ်လိုပုံစံနေလဲလို့မေးမယ်ဆိုရင်ရန်နေသည်တရားတွေပဲဖြစ်ပါတယ်အဲကြောဒီအချက်တွေအကုန်လုံးဆိုရင်လည်းမဟုတ်ပါဘူးဒီတဲ့နောက်ထပ်အများကြီးကြံပါသေးတယ်အဲ့ဒီဟာတွေကိုလည်းကျွန်တော်ကနောက်ထပ်ဗီဒီယိုတွေနဲ့ကြောက်တွေနဲ့တာရကတွေကိုကျွန်တော်ပုံမှန်လေးရှင်းပြပေးသွားပါမယ်အဲကြောလောလောဆယ်ဘေးစီကိုသတ်မှတ်ထားရမှာဒီရန်မှာဒီအရွယ်အစားပမာဏတွေရှိတယ်ဒီအရွယ်အစားပမာဏတွေလည်းမှဒီလိုအရွယ်အစားကြည့်တဲ့ဟာတွေဆိုရင်မိတ်ဆွေတို့ကတတိထားပြီးကြောက်တွေကိုဝယ်ရမယ်ကြည့်ရမယ်အဲ့လိုမှမဟုတ်ဘူး ရန်ကအရန်ညက်နေတယ်အရန်လာနေတယ်ဆိုရင်လည်းကြောင်မျိုးကြောက်သားကျွန်တော်ဒါတွေကိုသူသိချာကြည့်ပြီးတော့ပါပဲမိတ်ဆွေတို့ဝယ်ရပါမယ်အဲကြောင့်မိတ်ဆွေတို့အနေနဲ့ဒီရန်ရဲ့အွယ်စားပုံတံလေးတွေကိုတိပြီးဆိုရင်ကျွန်တော်တို့ကအဲ့ဒီရန်ကြီးရဲ့လက္ခဏာကိုကျွန်တော်တို့အောက်ကနေရေးပြထားပါတယ်အဲကြောင့်ဒီရန်ရဲ့လက္ခဏာဆိုတာဘာမှပြောရလဲဆိုတော့ဒီရန်အွယ်အစားတွေထဲမှာပဲအဲ့ဒီရန်ကြီးထဲမှာပဲဒီအောက်ကရန်ရဲ့လက္ခဏာပုံတံတွေကအမျိုးမျိုးဝင်နိုင်ပါတယ် 哎，大家把我表达的做到这种五万二千点嘛，像你这东西随便比话呗，你交嘛，所以讲话这种很牛毛钱的八年，但很牛毛钱的八年，很牛毛路想一想，但每次六五万二千不，很牛毛钱的八年，很牛毛钱的八年，你说伊，这种很牛毛钱的，很牛毛钱的，但没，阿言对路伊，这种话言涨嘞，言涨没得路嘞，是哪样呢？阿就这种话牛逼，很牛毛钱八年，阿的言也五万，阿就阿啥？ 红的人，人有地接，为人有恋爱，为人看不看，为人淡不淡，为人有行不钱，为人有有，比如像人叫路，人空了，人干了，人慢了，他妈不，人别慢别说了，不会得他没事就走路嘛，但是的话，人别路把你们一抬，他妈彪哥那个太平常的，而且说人别，他双眼那不好，一下就变心了，晓得没？所以说，第一来的息，哎，第二先来利息，第。 ပါလာတဲ့ရန်ကိုကျွန်တော်တို့ကဒီအချက်လက်တွေနဲ့လိုက်ကြည့်ပြီးတော့သုံးသပ်ရမှာဖြစ်ပါတယ်အဲ့တော့ဒီအပေါ်ကအချက်လက်ဒီဒါအရွယ်အစားသူ့ရဲ့ပုံသဏ္ဍာန်ကိုပဲပြတာပါဒီအောက်ကအချက်လက်ဒီဒီဒီအရွယ်အစားဒီပုံသဏ္ဍာန်မှာပဲအဲ့ဒီတည်းမှာပဲပါလာပြီးတော့ရန်ရဲ့ဖြစ်တည်တဲ့တည်ဖြစ်တည်တဲ့ပုံသဏ္ဍာန်ကိုကျွန်တော်တို့ကကြည့်ပြီးတော့မှဒီအချက်လက်တွေကိုကြည့်ပြီးတော့မှနှစ်ခုလုံးကိုပေါင်းစည်းပြီးတော့မှကြောက်တလုံးပါအဲ့ဒီတော့ရန်ဝင်နိုင်လားမဝင်နိုင်ဘူးလား ရန်ကျန်းတာတွေကပါသွားနိုင်လားမပါသွားနိုင်ဘူးလားအပြင်မှာပဲရန်တွေကဒီဥမာဆိုကြပါတို့အကာကုံတဲ့မျိုးအကာပုံစံမျိုးဖြစ်နေတာလားဒါမျိုးတွေကိုသိဖို့အတွက်ဆိုရင်ကျွန်တော်တို့ကဒီသဘောတရားတွေအကုန်လုံးကိုနားလည်ထားရပါမယ်အဲ့ကြောင့်ဒီသဘောတရားအကုန်လုံးဒီလေဒါအကုန်လုံးလားဆိုအကုန်လုံးမဟုတ်သေးပါဘူးဒီတဲ့ပို့ပြီးတော့နောက်တဲ့အများကြီးဆက်ပြီးလေ့လာရမယ့်အရာကြီးကျန်ပါသေးတယ်သို့ပေမဲ့လည်းရန်နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကဒီအပေါ်ကရန်ရဲ့ပုံစံအရွယ်အစားနော်ဒါတွေကိုသိမယ်ပြီးရန်ရဲ့ဖြစ်တည်ရဲ့ရန်ရဲ့လက္ခဏာ ဒီဒီပုံဓာတ်တွေကိုနားလည်မယ်ဆိုရင်ဒီနှစ်ချက်ကိုမိတ်ဆွေတို့ကရှင်တွဲပြီးတော့သုံးသက်ရှင်အားဖြင့်ရမ်းဆိုတဲ့သဘောတရားကိုမိတ်ဆွေတို့ကကောင်းကောင်းနားလည်လာမှာဖြစ်ပါတယ်။အဲကျတော့ကျွန်တော်ကဆက်ပြီးတော့ပြောရမယ်ဆိုရင်ဒီဟင်းညုံမုံရမ်းနေမှာဥပမာဆိုကြပါစို့ရမ်းအရွယ်အစားဒီဟင်းညုံမုံရမ်းဖြစ်နေတယ်။ Okay နောက်တစ်ချက်ရမ်းရဲ့ပုံတရရမ်းရဲ့ပုံတရဆိုတာကကျတော့ဥပမာဘလို့ပုံနဲ့သွားကြည့်ရလဲအဲဒီဟင်းညုံမုံရမ်းကိုကျွန်တော်သွားပြောတာပါအရွယ်အစားဆိုတာတော့ဒါကြီးတာသေးတာကိုဆိုလိုတာပေါ့နော်အဲကျွန်တော်က ရန်အရှောင်းလေးတွေတည်တည်လေးရေဆိုတော့ကျွန်တော်ရန်ချောင်းလိုပဲသုံးလို့မယ်ပြီးတော့ရန်ကဒီဟင်းညုံမပုံစံမျိုးအရွယ်စားလေးကြီးတယ်အပြားပြားလေးနဲ့ရှောင်းချောင်းလေးဖြစ်နေရဲ့အဲ့ဒါမို့စင်ကျွန်တော်တို့ကဟင်းညုံကိုရန်လို့သုံးတယ်ဆိုတော့အရွယ်အစားအရာတော့ကြီးရဲ့ရန်ရဲ့ပုံတဲ့အရာတော့ဟင်းညုံမရန်ပုံစံဖြစ်နေတယ်ရန်ရဲ့ဥတီချက်အရာကတော့ဥတီချက်တည်းကတော့ဒါတစ်ဖက်တည်းကိုသွားတာမဟုတ်ဖက်နဲ့အဖက်ဖက်ကိုသူသွားနေရမျိုးတွေဖြစ်တယ်ဥတီချက်မတူဘူးပေါ့နော်ဒါလည်းရှင်ဥတီချက်မတူဘူးပေါ့အဲ့ဒါမတူဘူးပြန်တော့ရှင်ရန်လင်းအရန်လင်းကတော့ကောင်းတယ်ပဲဆိုကြပါစို့ရန်လင်းကကောင်းတယ် 啊！就比如那些，现在开没看呢？现在看开那边收假吧，对不？没看工作就没交钱。现在开那边收假吧，对不？现在单没单送。人嘞，哎，你讲单没单几样没收嘞？现在单内陆边在收假吧，对不？那个，现在有现，现在有，啊，所以嘞，就像个，现在有现那边收假吧，对不？哎，这样嘛，就是说，员啦，商家啦，人民啦，人民啦，他有的货嘛没包，就叫个我没收假吧，对不？啊，所以就是说，叫生意弄住，得龙马。还有啥子嘢？ အဲ့ဒါဘာနဲ့တူနေလဲဆိုရင်ပုံတံကညညုံမုတ်ရံပုံတံနဲ့တူနေတယ်ရံရဲ့ဥတီချက်ကလည်းမညီဘူးဥတီချက်မညီဘူးဆိုရင်တော့ဒီကြောက်ဒီအတွင်းထဲမှာရံနေရဝင်သွားရင်ရံအပြင်ကအတိုင်းပဲဝင်သွားမယ်ဆိုရင်အတွင်းထဲမှာကြောက်သားသည်လုံးဝစီသွားတာမျိုးမဟုတ်ပဲねရံစလေးတွေနည်းနည်းပါပေါ်နေရာတွေရှိမယ်ရံစလေးတွေထိုးနေရာလေးရှိမယ်ဒါမျိုးလေးတွေဖြစ်သွားနိုင်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ကဥမာရံရဲ့ဥတီချက်ကိုလည်းကျွန်တော်ထည့်ရေးပေးထားတာပါအဲ့ဒါပြည့်စုံရံလင်းအရံလင်းကကောင်းနေဆိုရင်ဒီကြောက်က ကြောက်စီကောင်းနိုင်ပါတယ်လို့ကျွန်တော်ကသတ်မှတ်လို့ရမယ်နောက်ကရန်ခိုင်ရန်ခိုင်နေဆိုရင်လေဒီကြောက်ဒီကြောက်မျိုးအနေငယ်ရင့်နိုင်တယ်လို့ကျွန်တော်ကသုံးသပ်လို့ရပါတယ်ရန်တန်မတန်ဆိုရင်လေရန်တန်တယ်လို့ကျွန်တော်ကဒီမှာသတ်မှတ်ထားဖြစ်တဲ့အတွက်ကြောင့်မလို့ရန်တန်တယ်ဆိုရင်လေဒီကြောက်သားဒီကြည်နေမယ်ရှင်းနေမယ်ပြောရမယ်ဆိုရင်ကျွန်တော်တို့ဥမာအတခံရိတ်သွားတာဒီအတခံမှကျွန်တော်တို့ဝါသွားတာဒီအတခံမှတခြားသော အဖြစ်အမောက်တွေဝင်သွားတာပြီမဖြစ်တော့ဘဲနဲ့ရမ်းတန့်တဲ့အတွက်ကြောင့်မလို့ရမ်းတန့်ရင်အခွန်လန်းတန့်တယ်ဆိုရင်ကျွန်တော်တို့အတွင်းထဲမှာကြောက်သားလေးတန့်နိုင်ပါတယ်ကျွန်တော်ဒီသဘောတရားကိုတက်ရောက်ပါတယ်နောက်ကကျတော့ရမ်းမျိုးရင်ရမ်းမျိုးလူအဲကျတော့ဒီအပြင်မှာပါနေတဲ့ဟင်းညို့မို့ရမ်းနေကြီးရမ်းမျိုးရင့်နေမယ်ဆိုရင်ဒီကြောက်ဒီကြောက်မျိုးကောင်းနိုင်ပါတယ်ရမ်းမျိုးနုမယ်ဆိုရင်ကြောက်မျိုးမကောင်းနိုင်ပါဘူးအဲကျတော့ကျွန်တော်ပြောချင်တာကဒီလိုကြောက်တစ်လုံးကိုသုံးတတ်မယ်ဆိုရင်ရမ်းကိုကြည့်ပြီးတော့ရမ်းမျိုးရင့်နေဆိုရင်ကျွန်တော်တို့ကဒါကြောက်မျိုးရင့်နေတဲ့မှာလေးပါနိုင်တယ်အဲကျတော့ရမ်းတန့်နေဆိုရင်လည်း ကျောက်သားတန်းနေထဲမှာပါနေတယ်ရမ်းခိုင်နေဆိုရင်လည်းကျောက်သားပူပြီးတော့မာကြောတဲ့နေရာမှာကျောက်သားပူကောင်းတဲ့နေရာမှာကျွန်တော်တို့ပါနိုင်တယ်ရမ်းလင်းအားဆိုရင်လည်းရမ်းလင်းအားကောင်းရင်ကျောက်စီအားကောင်းတဲ့နေရာမှာပါနိုင်တယ်ရမ်းဥတီချက်မကောင်းတဲ့အတွက်ကြောင့်မလို့ဒီကျောက်ကတော့ဒါထားပါတော့เนาะအဲကြောင့်ဥပမာဆိုကြပါစို့ဒီဘက်တလုံးကရမ်းဥတီချက်တွေကတော့တစ်ဖက်သေးဟိုပဲပုံတရံအနေငယ်တူနေတယ်ပေါ့เนาะတချို့နေရာလေးတွေကတော့သိမတူဘူးပေါ့เนาะအနေငယ်မတူဘူးပေါ့เนาะဆိုတော့အများကြီးဒါရှင်မတူရတဲ့ဆိုင်ဒါရှင်အနေငယ်တူတဲ့ကျောက်တွေကိုပို့ပြီးတော့မိတ်ဆွေတို့က ဒါရွေးပြီးတော့ဝယ်သင့်ပါတယ်ဒါကကျွန်တော်ကသဘောတရားလေးရှင်းပြပေးတာပါအဲကြောင့်မိတ်ဆွေတို့အနေနဲ့သိထားရမှာဒီရန်နဲ့ပတ်သက်ပြီးဆိုရင်ရန်ရဲ့အရွယ်အစားပုံစံတွေရှိမယ်ပြီးရင်ရန်ဖြစ်တည်မှုပုံစံတွေရှိမယ်အဲကြောင့်ဒီနှစ်ခုကိုကျွန်တော်ကရှင်းပြီးပြန်ပြောရမယ်ဆိုရင်ဥမာအဖြစ်ရန်ဒီတိတိလေးရနေပြီးတော့ရန်ဒီတိတိလေးရနေပြီးတော့ရန်ဒါကျွန်တော်အရွယ်စားအကြီးကြီးကိုကျွန်တော် 现在我们家每时都米呀，像路边还是不咯？是不？另外，现在嘛，这岳山滴滴里的，啊 you know,，你那就现在的啊，这岳山滴滴里啊，山东的、比人家的、新疆的、比你某样的，喏、so，比郑州的、比南宜样的，但是那云龙门、云什么东站的，你几天没到没吃米呀？还有奥米，还有，但不是云龙园、云龙园里，那比如讲在新龙，那九天山路北边，新龙路北那不看到点水塔的很多的。 အဲ့လိုမျိုးတွေကိုပြောတာပါအဲ့တော့ဒီလိုရမ်းမျိုးဒီအကုန်လုံးဘလို့ရမ်းမဲပါနေပါစေမိစေတို့တည်ရမှာဒီရမ်းအရွယ်စားကြီးရယ်ဆိုရင်ဒီထားပြီးတော့ဝယ်ရမယ်ရမ်းအရွယ်စားသေးရယ်ဆိုရင်တော့ကြိုက်တယ်ဒို့ပင်မဲ့အရွယ်စားသေးရင်ကောင်းတာမဟုတ်ဘူးအရွယ်စားသေးသေးကြီးကြီးမိစေတို့တည်ထားမှာဒီရမ်းအရွယ်စားဒါအရွယ်စားတဲ့ပါလိုက်ဆိုတော့ပြီးရင်ရမ်းပုံတရံကိုတည်ရမယ်ရမ်းဥတီချက်ကိုတည်ရမယ်ရမ်းလင်းအားတည်ရမယ်ရမ်းခိုင်မခိုင်တည်ရမယ်ရမ်းတန်မတန်တည်ရမယ်ရမ်းမျိုးရင့်ရမ်းမျိုးနုတ် ဘာဖြစ်နေလဲဆိုတော့သိရမယ်ပြီးရန်အခွန်ဖြစ်နေရလားရန်အကာဖြစ်နေရလားရန်မန်းဖြစ်နေရလားဒါမှမဟုတ်ရန်ပြောက်မန်းပြက်အဲ့လိုမျိုးဖြစ်နေရလားဒါဆိုရင်လေမိတ်ဆွေတို့ကသိရမယ်အဲ့တော့အဲ့ဒီလိုအရှင်ကြီးလေးတွေကိုသိပြီးဆိုရင်ကျွန်တော်တို့ဒီဘာရန်မဲဖြစ်နေပါစေကြောက်စိတ်လုံးစုတစ်လုံးမှာပါလာပြီဆိုရင်ရန်အရွယ်အစားကိုမြင်လိုက်တာနဲ့လေသိပြီဟုတ်ပြီအဲ့ဒီအရွယ်အစားကိုမြင်ပြီတာနဲ့လေအဲ့ဒီအရွယ်အစားမှာအဲ့ဒီရန်မှာပါနေတဲ့လက္ခဏာတွေ လင်းလားမလင်းဘူးလားခိုင်လားမခိုင်ဘူးလားတန်လားမတန်ဘူးလားရှင်လားမရှင်လားဒါဒီကိုသုံးသက်လိုက်မယ်ဆိုရင်မိတ်ဆွေကအဲ့ဒီကြောက်စိမ့်လုံးစုံတစ်လုံးမှာပါလာတဲ့ရန်ကိုအ ਨੇ ဆုံးတော့ကောင်းကောင်းသုံးသက်နိုင်နိုင်မှာဖြစ်ပါတယ်အဲ့လိုရန်ကိုသုံးသက်နိုင်ပြီဆိုရင်လည်းပြီးပြီဆိုရင်ရန်ပြီးပြီဆိုရင်အခွန်ချော်ဒါဒီကိုသုံးသက်နိုင်ပြီဆိုရင်ကျွန်တော်တို့ကြောက်စိမ့်လုံးစုံတစ်လုံးကိုအ ਨੇ ဆုံးတော့မိတ်ဆွေတို့ကောင်းကောင်းသုံးတက်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီနေ့ကျွန်တော်ရှင်းပြခဲ့တဲ့အကြောင်းအရာဒီရန်နဲ့ပတ်သက်ပြီးတော့ဒါအရှိကအစပဲရှိပါသေးတယ်။ နောက်ထပ်ရန်နဲ့ပတ်သက်ပြီးတော့အများကြီးဒါရင်းနဲ့ပတ်သက်ပြီးတော့လည်းရှင်းပြတာကျန်ပါသေးတယ်ဒီရာလေးနဲ့အပြင်နောက်ထပ်ကိုးကားပြီးတော့အများကြီးရှင်းပြကြတယ်လည်းကျန်ပါသေးတယ်ဒါကြောင့်မိတ်ဆွေတို့အနေနဲ့ကျောင်းသိဉာဏ်ကိုလေ့လာနေရဆိုရင်ကျွန်တော်အခုရှင်းပြတဲ့ဗီဒီယိုမျိုးတွေကိုအသေးသေးချာချာနားထောင်ပါဒါလေးတွေကိုမိတ်ဆွေတို့နားထောင်ပြီးဆိုရင်လည်းအသေးသေးချာချာပြန်ပြီးတော့ကိုယ့်ဘာကိုယ်အကြောက်တွေနဲ့ပြန်ကြည့်ပါပြန်ပြီးတော့လေ့လာပါဒါမှလာမိတ်ဆွေတို့ကဒီကြောက်တင်ပညာကိုဟိုဘယ်လိုပြောမလဲအញ្ញံသုံးနည်းနဲ့တက်မှာပေါ့နော်အဲကြောင့်နောက်တစ်ချက်ကကျွန်တော်ဆက်ပြောချင်တာကဒီ ကြောက်စိမ့်မှာဒီလက္ခဏာတွေအပြင်ကိုဒီအောက်ကအချက်တွေအပြင်ကိုဒီချွန်ရမ်းဆိုတာကကျွန်တော်ကျွန်တော်ဘာကိုပြောချင်တာလဲဆိုတော့ကျွန်တော်တို့ရမ်းနေတော့ပါတယ်ကွန်ပျူတာအများစုမှာတွေ့ရပါတယ်ဒီချွန်ရမ်းဆိုတာကွန်ပျူတာအများစုမှာတချို့ကွန်ပျူတာလုံးစွတ်တွေပါဝင်တော့အပြင်မှာဒီချွန်ရမ်းလေးတွေပါနေတာဖြစ်ပါတယ်အဲ့ဒါဘာကိုပြောချင်တာလဲဆိုတော့အဲ့ဒီအခွန်မှာပဲရမ်းအဲ့ဒီရမ်းကိုကျွန်တော်တို့ကမီးထောက်ကြည့်လိုက်တဲ့အခါမှာအဲ့ဒီကြောက်တွေရမ်းနေလင်းလာတာချွန်အကြောင်းလေးတွေနဲ့ လင်းလာတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အဲ့ဒါမျိုးခြွန်ရမ်းလို့ခေါ်တာပါတချို့ကကျော်လဲခြွန်ရမ်းလို့ခေါ်တယ်တချို့ကွန်ပျူတာမှာဆိုရင်အပွေးလေးတွေတက်နေတာမျိုးလေးတွေလည်းပါပါတယ်အဲ့မျိုးဆိုရင်လဲခြွန်မွေးလို့လည်းခေါ်ကြပါတယ်အဲ့ကြောင့်ကျွန်တော်ပြောချင်တာဒီလိုရမ်းရမ်းကိုကြည့်လိုက်ရှင်းအဖြစ်ကွန်ပျူတာမှာဆိုရင်ခြွန်ရမ်းဖြစ်သွားပြီဆိုရင်တော့ဒါမိတ်ဆွေအများကြီးသုံးသက်ဆရာမျိုးတော့ခြွန်ပါနိုင်တယ်ကြောင်မျိုးရင့်ရင်တော့ဝယ်တဲ့ကြောင်မျိုးနှုတ်ရင်တော့သိမ့်မဝယ်သင့်ဘူးဘာကြောင့်လဲဆိုခြွန်သည်ကြောင်မျိုးရင့်ရင်တော့ခြွန်အားပေးသလိုကြောင်မျိုးနှုတ်ရင်တော့ခြွန်ဖြတ်တတ်ပါတယ် ရွှံကွက်တာမျိုးရွှံငွေ့ငွေ့လေးဝင်တာမျိုးပြီးတော့ရွှံငွေ့ငွေ့လေးဝင်ပြီဆိုရင်လည်းရွှံနည်းနည်းပဲဝင်ပြီဆိုရင်လည်းအဲ့ဒီကြောက်တီးကြီးကြောက်မျိုးနှုတ်တာတို့ကျွန်တော်ကြောက်သားထွေးတာတို့ကြောက်သားညော့တာကြောက်သားပြော့တာတို့ဒါမျိုးတွေအများဆုံးဖြစ်တတ်တဲ့လက္ခဏာတွေရှိပါတယ်ဒါကျွန်တော်တို့မနာကြောက်တွေလည်းများဖြတ်ထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်အဲ့ဒီအတွေ့အကြုံလေးကိုတက်ပြီးပြောပြတာပါအဲ့ကြောင့်မိတ်ဆွေတို့အနေနဲ့ဒီအောက်မှာလည်းကျွန်တော်ခြွန်ရမ်းထည့်ထားတယ်အဲ့ကြောင့်ဒါအတူတူပါပဲဘလို့ပဲဖြစ်ဖြစ်ပါဒါခြွန်ရမ်းဆိုတာကရှိတယ်ဆိုတော့ကျွန်တော်ရေးထားတာပါအဲ့ကြောင့်မိတ်ဆွေတို့အနေနဲ့ရမ်းနဲ့ပတ်သက်ပြီးတော့နောက်တဲ့လေ့လာကြရတဲ့ ျွန်တော်နောက်ဗီဒီယိုတွေမှာဆက်ပြီးတင်ပြပါမယ်ဒီနေ့ကျွန်တော်ပြောခဲ့တဲ့အကြောင်းအရာတွေဒီဒီအချက်လက်တွေဒီမိစေတို့အချိန်ကန်သဘောတရားအရာရန်ကိုလေ့လာလို့ရအောင်ကျွန်တော်ကဒီအမျိုးအစားလေးခွဲပြီးရေးပြထားတယ်ဒီအောက်ကလည်းခွဲပြီးရေးပြထားတယ်အဲကျောမိစေတို့အဓိကသိရမှာဒီလေဒီရန်အရွယ်အစားတွေဆိုတာရှိပါတယ်အဲ့ဒီရန်အရွယ်အစားတွေကိုကျွန်တော်ကအောက်မှာရေးထားတဲ့ရန်ရဖြစ်လို့ပုံစံတွေလိုက်ပြီးလေ့လာပါသုံးသပ်ပါအဲ့ဒီတွေသုံးသပ်ပြီးပြီဆိုမှအခွန်တွေချော်တွေအဲ့မှာပါလာတဲ့ ကြောက်မှပါလာတဲ့အရေတို့ကြောက်မှပါလာရဲ့နောက်ဆုံးအဖြစ်လက္ခဏာဒါမှမဟုတ်ကြောက်မှပါလာတဲ့ကောင်းတဲ့လက္ခဏာတွေအဲ့ဒီလိုဟာတွေကိုကျွန်တော်တို့အားလုံးကိုရှုံငုံကြည့်ပြီးတော့မှကြောက်တလုံးကိုဝယ်တာဖြစ်ပါတယ်။ဒါကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ကြောက်တလုံးဝယ်မယ်ဆိုရင်တော့အများကြီးလိလာပါမယ်။အဲ့ဒီအများကြီးတက်မှမှရန်ချော်အခွန်ဒီ၃ချက်ဒီအဓိကကြပါတယ်။အဲ့ဒီ၃ချက်ကိုအဓိကနားလည်ပြီးဆိုရင်နောက်တဲ့အရေတို့တခြားသော ဖွန်လို့ကောင်းတဲ့လက္ခဏာမကောင်းတဲ့လက္ခဏာတွေအကုန်လုံးဆက်ပြီးလေ့လာမယ်ဆိုရင်တော့မိတ်ဆွေတို့ဟာကြောင်စိလုံးစုတော်လည်းကဖျက်သားတော်လည်းကောင်းကိုအမြန်ဆုံးနဲ့တက်ပြီးတော့ကောင်းကောင်းအကြောင်းဝယ်တယ်မှာအကြောင်းဝယ်မှာ sorry ကောင်းကောင်းလုပ်နိုင်ကြမှာဖြစ်ပါတယ်။ဒါကြောင့်မလို့မိတ်ဆွေများကျွန်တော်ဒီဗီဒီယိုဒီမှာပဲအဆုံးသတ်ရှင်းပါတယ်။ဒီရန်နဲ့ပတ်သက်ပြီးတော့ကြံသေးတဲ့အချက်လက်တွေအကုန်လုံးကိုကျွန်တော်နောက်တဲ့ဗီဒီယိုတွေဆက်ပြီးတော့တင်ပြပါမယ်။ဟိုကြောက်ကြောင်းရည်ဒီ ပြောစရာတွေအများများတဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့ကိုတရားထက်နဲ့အပြီးပြောလို့မရပါဘူးဗီဒီယိုတပုတ်ထက်နဲ့လည်းအပြီးပြောလို့မရပါဘူးဗီဒီယိုတွေအများကြီးနဲ့ဟိုတစ်ခုချင်းတစ်ခုချင်းစီကိုမိတ်ဆွေတို့အချိန်ဆက်မိအောင်နားလည်သွားအောင်တစ်စင်ချင်းတစ်စင်ချင်းစီကို step by step ဟိုသဘောတရားလေးတွေနားလည်သွားအောင်ကျွန်တော်ကဗီဒီယိုလေးတင်ပေးပါမယ်။ဒါကြောင့်မလို့ကျွန်တော်ရဲ့ဗီဒီယိုကိုချမ်းမြေ့တတ်တယ်ဆိုရင်မိတ်ဆွေတို့ကများများ share ပေးကြပါ။ကျောက်စင်းပညာကိုလေ့လာနေတဲ့မိတ်ဆွေများစီကိုကျွန်တော်များများရောက်စီခြင်းပါတယ်။ဒါကြောင့်မလို့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုများများ share ပေးကြဖို့လည်းကျွန်တော်ပြောချင်ပါတယ်။ ကျွန်တော်ဒီ Facebook page ကိုလည်း like နဲ့ follow လုပ်ပြီးကြပါကျွန်တော်ဒီ YouTube channel ကိုလည်း subscribe လုပ်ဖို့အတွက်ကျွန်တော်ပြောချင်ပါတယ်မိတ်ဆွေများအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက် video မှာဆက်ပြီးတွေ့ကြပါမယ်ခင်ဗျာ